်ဘေဒူမကြောင်ညာခေါ်မိရိုက်ကြတော့လို့ရွာပြန်ကစိတ်ကြောင်းနေရတဲ့ရေခဲထုတ်တီကိုရှိုင်းစော့မကြသေးခင်ကမြန်မာတိုင်းနိုင်ငံလုံးကပူပူမှုခံရတဲ့ရေခဲထုတ်တီကိုရှိုင်းစော့ကတော့အခုချိန်မှာတော့လူတွေကဖတ်မလို့ကြလို့ရွာပြန်ကစိတ်ကြောင်းနေရပါပြီဒီမတိုင်ခင်ကတော့မြန်မာနိုင်ငံလုံးကစီးပွားရေးလုပ်ငန်းရှင်တွေပြည်သူတွေဟာရေခဲထုတ်တီကိုရှိုင်းစော့ကိုစေတနာရှင်နှလုံးလာစေတည်လေးဆိုပြီးတော့ချီချူးကုန်ပြုခဲ့ကြတာဖြစ်ပါတယ် တချိန်တုန်းကမြန်မာပြည်နဲ့ကလူတွေရဲ့ချီးကျူးသံတွေနဲ့ကြီးနေနေခဲ့တဲ့ရေခဲထုတ်တီလေးကိုရှိုင်းစော်ကိုမမိကြသေးလားအခုတော့သူကြုံရရဲ့ဆရာတွေမရှိတော့လို့ကိုရွာကိုပြန်ပြီးစိတ်တွေကြောင်းနေရပြီလို့အရင်ကထင်ခဲ့ကြရပေမဲ့အခုတော့မဟုတ်တော့ပါဘူးကြာလူမှုကွန်ရက်ပေါ်မှာလူတွေကသူ့ကိုအဖက်မလုပ်ကြတော့ဘူးလို့ထင်ခဲ့ကြရတာပါတကယ်တော့ကိုရှမ်းစော်ဆိုတာစစ်ကမ်းမြို့နယ်ကမိဘမဲတအူးပါရေခဲထုတ်လေးရောင်းပြီးဘဝကိုရည်တည်နေတာပေါ့ မကြသေးခင်ကမြမပြည်တခွင်လှုပ်သွားတဲ့ငလျင်ကိုမမိကြဦးမယ်ထင်ပါတယ်။အဲ့ဒီတုန်းကစစ်ကမ်းမြို့လေတော်တော်လေးပျက်စီးသွားခဲ့တာပါ။အဲ့ဒီအချိန်မှာကိုရှမ်းစော်ကသူရောင်းနေတဲ့ရေခဲထုတ်လေးတွေကိုငလျင်တန်ခံရတဲ့သူတွေကိုလာကူညီကြတဲ့လူရှင်တွေနဲ့ကယ်ဆယ်ရေးဖွဲ့တွေကိုအခမဲ့လူတန်းခဲ့တာပေါ့။နေဘူးဘူးထဲမှာပင်ပန်းနေကြတဲ့ပလာဟိတသမားတွေခါရတာလေးဖြစ်ဖြစ်ရင်အေးတော့အောင်ဆိုပြီးကိုချင်းစာစိတ်နဲ့လူတန်းခဲ့တာပါတဲ့ တူးဆိုင်တဲ့ဘေးတွဲလေးနဲ့နေဖို့ရဲလိုက်ပြီးကားလမ်းဘေးကဖြစ်သွားဖြစ်လာကဲဆယ်ရေကားတွေခီးသွားတွေကိုတစီပီးတစီရေခဲထုတ်တွေဝေးနေတဲ့ကိုရှမ်းစော်ရဲ့ဗီဒီယိုတွေဓာတ်ပုံတွေဟာအင်တာနက်ပေါ်မှာမီးလို့ပြန့်သွားခဲ့တယ်။သူ့ရဲ့တနာစရာကောင်းတဲ့ဘောစကြောင်းရဲ့စေတနာကောင်းတဲ့စိတ်တရေကြောင့်တပြည်လုံးကလူတွေကသူ့ကိုလေးစားချစ်ခင်သွားကြပြီးစေတနာရှင်နှလုံးလစေးတီလေးဆိုပြီးချီးကျူးခဲ့ကြတာပေါ့ဗျာ။ ကိုရှမ်းစော်ရဲ့လောက်ရကိုအတိမပြုတဲ့အနေနဲ့တနိုင်ငံလုံးကပြည်သက်တွေစီးပွားရေးလုပ်ငန်းရှင်တွေဒူဒေးတွေကသူ့ကိုကြုံညာတွေခေါ်ရိုက်ကြတယ်။ပိုက်ဆံတွေလည်းထောက်ပံ့ပေးကြတယ်။သူရတဲ့ပိုက်ဆံတွေကိုလည်းကိုရှမ်းစော်ကငလျင်တင့်ပြည်သူတွေအတွက်ပြန်လူခဲ့သေးတယ်။တကယ်ကိုစိတ်တလှတဲ့လူတယောက်ပါ။အဲ့ဒီတုန်းကဆိုဂေလေးပြည်ဆိုင်ကသူ့ကိုရေခဲထုတ်ရောင်းဖို့လုပ်ငန်းသုံးဆိုင်ကယ်တွေပေးတယ်။တခြားစီးပွားရေးလုပ်ငန်းရှင်တွေကလည်းရေခဲစက်တွေပံ့ပိုးပေးကြတယ်။ ရုပ်ရှင်ရိုက်ဖို့တောင်ကန်လန့်ခံရတယ်လို့သိရပါတယ်။သူကငယ်ငယ်လေးကတည်းကမိဘမဲ့ဖြစ်ပြီးရေခဲထုတ်ရောင်းလာတာ၁၀နှစ်ကျော်ပြီတဲ့။မိသားစုမရှိတဲ့သူဆိုတော့လူတိုင်းရတာသူ့အတွက်မပင်ပန်းဘူးလို့ပြောတယ်။နာမည်ကြီးကျင်လို့ဒါမှမဟုတ်အကျိုးမြတ်လို့ချင်လို့လောက်တာမဟုတ်ဘူးစေတနာတက်တက်နဲ့ပါတယ်ဗျာ။ဒါပေမဲ့လည်းပေါ်ပင် Facebook ဆယ်လီတွေရဲ့ထုံးစံအတိုင်းပဲအခုတော့ကိုရှိုင်းစော်ကိုဘယ်သူမှကြုံရကုန်မရိုက်ကြတော့ဘူးလို့အများကထင်ခဲ့ကြပါဗျာ။ ။ဒါကြောင့်လဲသူအခုချိန်မှာကိုရွာဘူးပြန်ပြီးစိတ်တွေကြောင်းနေရပြီလို့သတင်းကြခဲ့ရတာပါပဲဗျာ။တကယ်တော့လူမှုကွန်ရက်ပေါ်မှာနမီကြီးတာဆိုတာတခဏပါပဲပြို့။ဒါပေမဲ့ခုချိန်မှာတော့သတင်းကောင်းရှိပါတယ်ဗျာ။ကိုရှိုင်းစော်တယောက်ရုပ်ရှင်တွေဂျုံညာတွေရိုက်ကူးဖို့အတွက်ရန်ကုန်မြို့ကိုရောက်နေပါပြီ။ဒီလိုရန်ကုန်ကိုရောက်ရှိနေတဲ့အချိန်မှာလဲရေခဲထုတ်တီလေးကိုရှိုင်းစော်ဟာသူ့ကိုချီးမြှင့်ပေးခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုလက်ဆောင်တွေ ပေးပြီးလိုက်လံကန်တော့ခဲ့တာပါ။ ဒီလိုလိမ်မာတိတက်ပြီးကျေးဇူးတိတက်တဲ့စိတ်ကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပြည်သက်တွေကကိုရှမ်းစော်ကိုပို့ပြီးချီးကျူးနေကြတာပေါ့ဗျာ။ဒါကြောင့်လည်းမိဘတွေမရှိပေမဲ့ကိုကျင့်ဒီလကောင်းကောင်းနဲ့ကောင်းရောင်းကောင်းဝယ်လို့စားပြီးဖြူစင်နဲ့ပရာဟိတစိတ်ထားရှိရင်ကိုရှမ်းစော်လိုပဲအောင်မြင်နိုင်တယ်ဆိုတာကိုလူတွေကချီးကျူးကုန်ပြုနေကြပါဗျာ။